မြန်လာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ မင်းအောင်လိုင်းစိတ်တက်ပြက်ပြားနေကအာနာစက်ကုံကထွက်ပြင်းရန်ကြံနေပြီလားဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်။မြမစစ်တပ်တမိုင်းတလျှောက်ကာကွယ်ဦးစီးချုပ်များနဲ့အာနာသိန်းစစ်ကောင်းဆောင်များထဲမှာမင်းအောင်လိုင်းကအရှိအချင်းညံပြင်းဆုံးစစ်ကောင်းဆောင်တအုပ်ဖြစ်တယ်ဆိုတာကိုလွန်ခဲ့တဲ့ဒီနေ့အတွင်းမြမပြည်သူများနဲ့နိုင်ငံတကာတိုင်ဝန်ရှိမှောင်မှမှတ်ကြောက်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။အခုကမင်းအောင်လိုင်းက၎င်းရဲ့လက်ရှိအခြေအနေပေါ်အတော်စိတ်ပြက်လက်ပြက်ဖြစ်နေပြီလို့နေပြည်တော်မှသတင်းစကားတစ်ခုခက်သက်သက်ထွက်ပေါ်နေပါတယ်။နေပြည်တော်ရှိထိတ်တန်းစစ်ဘိုလ်ချုပ်ကြီး၆ဦးနေထိုင်တဲ့၆လုံးတန်းအငြိမ်းစားရပ်ကွက်မှာထ က်တိုးအိမ်တလုံးအသင်းဆောင်လုပ်ထားပြီးဖြစ်တဲ့မင်းရောင်လိုင်းက၎င်းဖန်တီးခဲ့တဲ့အရှုပ်ထွေးကြီးမှထွက်နိုင်ရန်ရွှေကပွဲကိုမဖြစ်မနေလုပ်ပြီးအနားယူရမယ်လို့လည်းအတန်းထွက်ပေါ်နေပါတယ်။ထွက်ပေါ်လာတဲ့ရက်ကွက်မှာထိတ်တန်းစစ်ဘိုလ်ချုပ်ကြီးရဲ့မိသားစုတွေနဲ့လက်ပေါင်းတနည်းရှိလာပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအတန်းအဲ့ဒီတရင်ကိုတီးခြားအတီးပြူနိုင်ခြင်းမရှိပါဘူး။စင်စင်မင်းရောင်လိုင်းကစကိုင်းငလင်းမလောက်ခတ်မီ920ကအလို့ဒီမလ29ရက်နေ့ညနေစီးရင်ပြခန္ဓာမှာစစ်မှန်ပြင်းနေမိန်ကုန်းပြောခင်ရာတိုင်းသားလက်နက်ကင်တော်လိုင်းဖွဲ့များနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များ PDF များကိုလက်နက်ချဖို့ပြောခဲ့ပါသေးတယ်။ဒါကြောင့်နေပြည်တော်မှထွက်ပေါ်လာတဲ့ main online စိတ်ပြန့်နေပြီးရွေးကောက်ပွဲပြီးရင်အနားယူတော့မယ်ဆိုတဲ့ပြောဆိုချက်တွေများစွာတန်တရားဖြစ်ပွဲရှိနေပါတယ်။ main online က၎င်းရဲ့အာနာဆက်ရန်တရားလဲပတ်မှုရက်ဆိုင်မသွားစေဖို့ငလင်ဒုက္ခတဲ့ အရက်ဘတ်ဝန်တံများမဖြစ်မနေရှုံးတက်ဖို့ဇက်တိုက်ဖိအားပေးလျက်ရှိပါတယ်မြန်မာနိုင်ငံကတည်ငြိမ်ဖွံ့ဖြိုးတိုးတက်မှုကိုပြန်လည်ရရှိဖို့မှာမင်းအောင်လိုင်းအလွန်နိုင်ငံတော်အစ်ကိုတိစောက်နိုင်မှသာရရှိနိုင်လိမ့်မှာဖြစ်ကြောင်းစောင်းဖားရှင်ကရှင်းသားထားပါတယ်နောက်ထပ်တပုတ်အနေနဲ့လာရှုံမျိုးတွင်စစ်ကားအများပြန်ဝင်ရောက်နေရယူတဲ့အကြောင်းတင်ဆက်ပေးပါမယ်တရုတ်ရဲ့ဂျာဝင်မှုနဲ့စီရင်အရာပြူဟာကြပြီးရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုံကိုရာသွားတဲ့စစ်ကောင်စီတကဒီကနေ့ဧပြီလ22ရက်နေ့အရှိမြောက်ပိုင်းတိုင်းအလံများလွှင့်ထားတဲ့စစ်ရင်တန်းများနဲ့ မျိုးရင်းဝင်ရောက်နေရာယူထားတယ်လို့မြို့ကန်တွေကပြောပါတယ်တရုတ်နိုင်ငံရဲ့ခြံဝင်မှုနဲ့အပြစ်ရဖို့သဘောတူညီခဲ့ကြပြီးရဲ့နောက်လာရှုမျိုးမှာကိုကန်တက်တွေကစွန်လနောက်ဆုံးထားကဆုတ်ခွာဖို့သဘောတူခဲ့ရပြီးဒုတိယကြိမ်တွေ့ဆုံပြီးတမတ်ကာလာထက်ဆော့ကအပီ21ရက်နေ့နောက်ဆုံးထားပြီးထွက်ခွာရမှာဖြစ်ပါတယ်ဒီကနေ့မနက်ကိုနိုင်ကန်မှာမိုးကောက်အောင်စစ်ကောင်စီထွက်ကအစီရင်ဆယ်နဲ့ချီကလာရှုမျိုးတွင်ဝင်လာပြီးစစ်သားများပြလည်လိုက်ပါလာကြတယ်လို့မြို့ကန်တွေကပြောပါတယ်မြို့အဝိုင်းပန္နာမှာရပ်ထားတာတွေ့ရတဲ့တက်တွေလည်းဝင်သွားတယ်အစီရင်အတီကြတော့မသိရဘူးအခု တီလည်းမြို့ပေါ်မှာစစ်ကားတွေတွေ့တွေ့နေရတယ်စစ်သားတွေလည်းအပြည့်ပါတယ်လို့မြို့ကံမြို့သမီးတအုပ်ကပြောပါတယ်လာရှုမြို့တောင်ပံမိုင်80ကွန်းအကတိုင်ရန်မြို့မှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်မစစ်ကားတွေကလာရှုမိုင်းရဲ့လမ်းမှာတဆင်းဝင်ရောက်လာပြီးမြို့နေရာချို့မှာရှင်များရန်နာထားတယ်လို့ဆိုပါတယ်အဆိုပါစစ်ကောင်စီရင်တန်းလာရှုမြို့တွင်ဝင်ရောက်လာတဲ့ရုပ်တံဖိုင်တွေလည်းလူမှုကွန်ရက်မှာပြန့်နှံ့နေပြီးစစ်ကောင်စီရင်အစည်းရေများစွာတွေ့ရပါတယ်ကားစီး80ကျော်ကန်ပါဝင်ပြီးဒီကနေ့မနက်9:00ကန်ကလာရှုမြို့မြို့တော်ခမ်းမာနီရန်နာထားတယ်လို့လာရှု ျွတ်မြုတ်ကံမျိုးသားတအုပ်ကဆိုပါရင်ရက်ကွက်နဲ့ကုတ်ခိုင်လမ်းမပေါ်မျိုးတော်ခမ်းမနာမှာအားလုံးတန်းစီပြီးတော့ရက်ထားတဲ့အမျိုးသမီးရဲမေတွေများတယ်။ယူနီဖောင်းဝတ်တွေနဲ့အားလုံးလက်နဲ့ကင်ထားကြတဲ့အမျိုးသားတပ်သားတွေတော့ရှိပေမဲ့နည်းတယ်လို့အဆိုပါအမျိုးသားကဆိုပါတယ်။ ကားပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေးတက်မှအင်အား300ခန့်ရှိပြီးမြို့ရင်းမှာတပ်ဖြန့်ပိုးပြင်ဆင်နေကြခြင်းဖြစ်တယ်လို့၎င်းကဆက်ပြောပါရယ်ကိုကန့်တက်နဲ့နီစတဲ့လာရှုမြို့ကံမြို့သားတအုပ်ကလာရှုမြို့တွင်ကိုစစ်ကောင်စီတပ်အချို့ပြီးခဲ့တဲ့ရက်အနေငယ်မှာစာရောက်နေခြင်းဖြစ်ပြီးခြေလင်တန်ရင်ခလာရ41နဲ့ထောက်ပံ့ရေးတပ်ထပါရ620တပ်တွေမှရောက်ရှိနေတာဖြစ်ပါတယ် ဒါအပြင်ရက်ကွက်အုပ်ချုပ်ရေးယုံများမှလည်းစစ်တပ်အုပ်ချုပ်ရေးပြန်လည်လက်ပတ်ဖို့ပြင်ဆင်နေလို့၎င်းကပြောပါတယ်တရုတ်ထူးကိုစလဲစစ်ကောင်စီနဲ့ကိုကန့်ဖွဲ့လာရှိုးမျိုးစစ်နကောင်ဟိုတယ်ဆွေးနွေးပွဲမှာမနီကနဲ့ဒီကနေ့ဆွေးနွေးခဲ့ကြပြီးအဲ့ဒီပွဲမှာနှစ်ဖက်သုံးပေါင်းတူညီချက်တွေရရှိခဲ့တဲ့သတင်းတွေထွက်ပေါ်နေတော့လဲအသေးစိတ်မတရားသေးပါဘူးနှစ်ဖက်တပ်တွေကသတင်းမထုတ်ပြန်ကြတော့လဲတရုတ်နိုင်ငံချိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကလာရှိုးရေးမှာတရုတ်ဖိအားပေးနေရဆိုတဲ့စကားတွေကိုညှင်းဆန်ခဲ့ပါတယ် AP 21ရက်နေ့ကပြုလုပ်တဲ့တရုတ်ရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ AFP သတင်း င်ဌာနကမေးမြန်းမှုပေါ်အခြားနိုင်ငံရဲ့ပြည်တွင်းရေးမဆွတ်ဖက်ရေးမူဝါဒကိုလိုက်နာပြီးအိန္ဒိယနိုင်ငံကိုကူညီပံ့ပိုးပေးမှုတွေဆောင်ရွက်ခြင်းသာဖြစ်ကြောင်းပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ခဲ့ပါတယ်။ကိုကန့်တက်တွင်ကလည်းလောက်ကင်မြို့ပတ်မှာတဆင်အသိဉာဏ်မှာတဆင်ထွက်ခွာကြတယ်လို့လူမှုကွန်ရက်နဲ့စစ်တပ်ဝါဒဖြန့်မီဒီယာတွေကဖော်ပြထားကြောင်းလည်းတိကျအတိမပြုနိုင်သေးပါဘူး။ဒါပေမဲ့မြို့ပေါ်မှာကိုကန့်ရဲတွေကဒီကနေ့မနက်ထိဆက်ရှိနေပြီးအပြင်းရဆောင်ကြည့်ရင်တရုတ်ဖွဲ့တွေလည်းကိုကန့်ဝါတပ်ဖွဲ့တွေရဲ့လုံခြုံရေးကိုယူပြီးမြို့ရင်းမှာလှည့်လည်သွားလာနေစေဖြစ်တယ်လို့သိရပါတယ်။ တယ်မြို့တော်ခမ်းမနဲ့မျက်စောင်းတို့ပိုးချုပ်လမ်းပေါ်မှာရှိရင် share scan မှာကိုးကန့်ရဲတွေရှိရင်နီနီလေးပဲတရုတ်ဖွဲ့ကလည်းလာရှုမှာဆက်ရှိနေတဲ့ဒီမနက်လည်းတရုတ်ရင်တန်းနေမြို့ထဲမှာပတ်နေတာတွေ့လိုက်သေးတယ်လို့အဆိုပါမြို့ကံအမျိုးသားကပြောပါတယ်စစ်ကောင်စီရင်တန်းဝင်ရောက်လာမှုကြောင့်မြို့ကံတချို့မှာတင်းရှောင်သွားတယ်လို့သတင်းများထွက်ပေါ်နေပြီးအများစုကတော့စစ်ကောင်စီဝင်ရောက်လာတဲ့အတွက်စိုးရိမ်နေကြတယ်လို့ပြောပါတယ်ရွှေကောက်ပွဲအကြောင်းပြပြီးလူဦးရေစင်ရင်ကောင်းယူပြီးစစ်မှုရန်စုဆောင်မှာကိုမြို့ကံအများစုကစိုးရိမ်နေကြတယ်လို့အထက်ပါမြို့ကံအမျိုးသမီးကပြောပါတယ် ်လူငယ်လူလက်ပိုင်းရှိတဲ့မိသားစုအချို့ဆိုရင်ကြောက်နေကြတယ်ရှောင်ကြမလားဆက်နေရမလားမဆုံးဖြတ်နိုင်မှုဖြစ်နေတဲ့စစ်ကောင်စီကစစ်သားစုဆောင်မှာကိုကြောက်နေကြတာလာရှိုးမျိုးကို2029စစ်စင်ရဒုတိယအကြော်စတင်ပြီးရနောက်ကိုကန့်နဲ့ဘူပေါင်းတက်တွေကိုမနစ်ကအောက်ကလ3ရက်နေမှာတိမ့်ပိုက်ခဲ့ပြီးကိုကန့်တက် MND ကအထူးဒေသတင်မှာထည့်သွင်းကအုပ်ချုပ်ရေးစတင်ခဲ့တာဖြစ်ပါတယ် တောင်တက် DNL ကိုကန့်တက် MNDN နဲ့အရခတက်တော်အီတို့ဦးဆောင်နေမြောက်ပိုင်းမဟာမိတ်တွေက2023အောက်တိုဘာလမှာ2029စစ်စင်ရေးအမည်နဲ့ထိုးစစ်ဆင်ခဲ့ပြီးတန်ရန်မိုင်းရဲမှုစဲသုံးမြို့နယ်မှာအပါရှမ်းမြောက်တစ်ခုလုံးကိုစစ်ကောင်စီလက်လွတ်ခဲ့ရပါတယ်။အဲ့ဒီထိုးစစ်ဆင်ကြောင့်ကိုကန့်တက်က၎င်းတို့လက်လွတ်ခဲ့ရတဲ့ကိုကန့်ဒေသတစ်ခုလုံးတာမကတိန်းနီလာရှုခဲ့သူတို့မြို့ကြီးတွေပေါ်ရရှိခဲ့တာဖြစ်ပါတယ်။ ။နောက်ထပ်တစ်ပုတ်အနည်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာစကားစကားအစိမ့်ငွေပုံအတုံးဖြူတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ခမ်းကျေးရွာအနီးတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီကအစိမ့်ငွေပုံအတုံးဖြူပြီးတိုက်ခိုက်နေတယ်လို့တနုပြည်သူလူမျိုးရေးတပ်ဦး DPNL ကထုတ်ပြန်ထားပါတယ်တောင်ခမ်းကျေးရွာအနီးတဝိုင်းမှာမဟာမိတ် DNL နဲ့ DPNL တက်တွင်ရှိရာကို AB လ22ရက်နေ့နေ့လယ်တနိုင်ကမှအစိမ့်ငွေပုံ၃လုံး 3နာရီ36မိနစ်မှာလီလုံအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပြီးအစိတ်တန်းငွေပုံတွေကအစိတ်ငွေကိုရှူရှိုင်းမိတဲ့ရှင်းပေါ်တွေမူဝေအော်အန်နာတွေသွေးပေါက်ချင်းကြတာတွေဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်အကြံဖက်စကောင်စီကအပြင်ခတ်ရစဲထားကြောင်းလီလန်ထုတ်ပြန်ထားပြီးနိုင်ငံတကာကတားမြစ်ထားတဲ့တိုက်ခိုက်မှုမျိုးကိုအကြိမ်ကြိမ်ကျူးလွန်နေတယ်လို့ DPL ကအတည်ပြုထားပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ဆလင်းမျိုးနယ်ကိုအင်အားသုံးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုဖျက်တောက်ပိတ်ဆို့ထားနိုင်တယ်လို့ဗမာတပ်တော်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းဆလင်းမျိုးနယ်ကိုစစ်ကောင်စီကလေကြောင်းဖြစ်ကူရီနဲ့အင်အား200ခန့်မှခြေလင်းစစ်ကြောင်းတွေနဲ့ထိုးစစ်ဆင်နိုင်တော့လဲဖျက်တောက်ပိတ်ဆို့ထားနိုင်ကြဗမာတပ်တော်ကအီပီလာ22ရက်နေ့မှာထုတ်ပြန်ပါတယ်။အီပီလာ19ရက်ကမနက်မှာစစ်ကောင်စီရဲ့အင်အား150ခန့်မှစစ်ကြောင်းကຫນွေတမင်ကြီးရွာမှာရှားတော်ကြီးရွာဘက်ကိုຫນွေတမင်မြောင်းတိုင်းစစ်ကြောင်းတို့ဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်တော်လိုင်းတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းနင်းမိပောက်ကွဲပြီးရနောက်စစ်ကောင်စီကမိုင်းရှင်းလင်းရေးပြုလုပ်ကတရားရရှိသူတွေကိုတင်ဆောင်ပြီးဆက်လက်ချီတက်လာစဉ်ပမာတက်တော့အမှတ်909တန်ရင်းနဲ့ပောက်တောင်ပိုင်းကျမ်းမာရင်နဲ့သူနာပြုတပ်ဖွဲ့တို့မှစောင့်ကြိုတိုက်ခိုက်ခဲ့ရမနက်7:45မိနစ်ကစပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ရှေ့ထွက်မိုင်းများလက်နက်ကြီးများနဲ့ပစ်ခတ်မှုတွေကြောင့်စစ်ကောင်စီတပ်သားများထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီစစ်ကြောင်းမှလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ရလက်နက်ကြီးပုံတိများပန်းတော် ကြီးကြီးရွာတွင်ကြာရောက်ခဲ့ပြီးဒေသခံပြည်သူ9ဦးထိခိုက်ခဲ့ကအမျိုးသားတအုပ်သေဆုံးခဲ့ကြောင်း သိရပါတယ်။ဒါအပြင်အပြီလ20ရက်မနက်7:00နာရီကမှဖြီသူကာကွယ်တပ်ဖွဲ့မှရဲဘော်တွေကတမင်ကင်းဘက်ကိုမိုင်းထောင်ပြီးခုခံမှုပြင်ဆင်နေချိန်မှာစစ်ကောင်စီတပ်ကညောင်ကုန်းမဲဆလီရွာဘက်မှစတင်ပစ်ခတ်ခဲ့ပြီးရနောက်ပန်းတော်ကြီးရွာနဲ့မြောင်းခွားကျင်းရွာဘက်ကို drone ဝယ်ပြီးကင်းထောက်ခဲ့ပါတယ်။ဒီကနေ့မနက်7:00နာရီခွဲကမှတပ်ပေါင်းစုရဲဘော်တွေကညောင်ကုန်း point နဲ့ရှားတော်လက်ပံပင် point ကို drone နဲ့ပုံသီးနှလုံးကျင်းချတိုက်ခိုက်ခဲ့ပြီး jet fighter နဲ့ပန်းတော်ကြီးရွာကိုနှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နေ့လယ်7:30မိနစ်50မှာစစ်ကောင်စီစစ် ကြောင်းက၎င်းတို့အခြေပြုနေရာမှာရှင်းဆက်ကြီးတက်လာခင်ရာမေဇလီကွေးချင်းရွာအထွန်းမန္တလေးဖျားကြီးအနီးမှာပမာတက်တော်ရင်မိုင်းကွင်းအတွင်နေမီပောက်ကွဲပြီးရနောက်သုံးလိုင်းခန်းကြားနှစ်ဖက်အပြန်လန်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့မကွေးလီတပ်မှဂျက်ဖိုက်တာတွေနဲ့၅ကြိမ်လေကြောင်းပစ်ကူပြီးပုံကျဲတက်ခတ်မှုကြောင့်မြောင်းခွချင်းရွာမှာနေအိမ်တလုံးမီးလောင်ဖျက်ဆီးခဲ့ကစစ်ကြောင်းကလေကြောင်းပစ်ကူနဲ့ဆက်လက်ထိုးစစ်ဆင်လာခဲ့တော့လေတပ်ပေါင်းစုများဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့နောက်မဆုတ်တမ်းပြန်လည်ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြ ်ပြပါတယ်စစ်ကောင်စီကအထင်အပြီး AP20 ရဲ့ညနေလေးနိုင်ခန့်မှာပြန်လည်ဆုတ်ခွာသွားခဲ့ကထိတွေ့တိုက်ပွဲတွင်စစ်ကောင်စီတပ်သားများပြားသိဆုံးခဲ့ပြီးလူနာများကိုဇလင်းစင်ယုံကိုမပို့ဆောင်နိုင်ပေစစ်စင်ယုံကိုသာပြောင်းရွှေ့ပို့ဆောင်နေကြောင်းတပ်တွင်တရင်အရင်မြစ်တွင်ရာဗမာတပ်တော်ကထပ်ဆင့်အသိပေးထားပါသည်